This is Radio Free Asia. The following program is in Burmese. မင်္ဂလာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့စီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကခင်ခင်အီပါရှင်တော်တဲ့ရှင်များရှင် ျမတို့ဒီကနေ့ထုတ်လွှင့်မဲ့အစီအစဉ်တွေထဲမှာတော့ဟုတ်ကဲ့တော်များအင်းတွေပါလေပြည့်စည်ကြတယ်ရင်သွားတယ်ဆိုတော့လူနေတော့မရဘူး။ညတော့ပြည့်စင်ကြတဲ့ပုံစံတွေကြတော့ဒီမှာလွတ်တဲ့အဲ့ဒီပုံမှာစုပြီးတော့လူ20 30 40စသဖြင့်ဒီလိုပဲစုပြီးတော့နေကြတယ်ပေါ့။ ငလင်းပေးတံခံခဲ့ရတဲ့အင်းလေးဒေတာကန်တွေရဲ့နောက်ဆုံးခြေအနေတွေကိုကြားရမှာပါရှင်။ဒါအပြင်ငလင်းပေးကယ်ဆယ်ရေးခြေအနေတွေပြပကအကူအညီပေးမှုတွေနဲ့စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုတွေအတွက်ကုလသမဂ္ဂကအရေးယူဖို့ဆောင်ရွက်နေတာတွေကိုလည်းကြားဖို့ရှိပါတယ်။အခုအရင်ဆုံးသတင်းတွေကိုတင်ပြပါမယ်ရှင်။ မြန်မာနိုင်ငံအလဲပိုင်းမှာဧပြီလ17ရက်နေ့တရက်ထဲမှာငလျင်9ချိန်ထပ်မံပြီးလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်7ရက်နေ့မနက်8:44မိနစ်ကနေညနေ3:19မိနစ်အတွင်းဝမ်တွင် တောင်ငူမလှိုင်းနဲ့တက်ကုန်းမြို့နယ်တွေကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီငလျင်ငယ်တွေဟာ အင်းအား၃ကနေ၅အထိအသီးသီးရှိတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မတ်လ28ရက်နေ့ကပြင်းအား9.9ရှိတဲ့ငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲငလျင်ငယ်လှုပ်ခတ်မှု119ကြိမ်အထိရှိနေပြီလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ မြန်မာနိုင်ငံကငလျင်တန်းတင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအထောက်ပံ့တွေကိုစစ်ကောင်စီထံထိုက်ရိုက်ပေးအပ်မှာမဟုတ်ဘဲမြန်မာပြည်သူတွေလက်ထဲကို ရောက်ရှိအောင်နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့်ပေးအပ်သွားမှာဖြစ်တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်တွေကဧပြီလ10ရက်နေ့ကပြောကြားပါတယ်။ဆိုလ်မြို့ကိုရီးယားလွှတ်တော်မှာကျင်းပတဲ့မြမအရေးကြားနာပွဲမှာပြောဆိုခဲ့တာပါ။ ဒီကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့ခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတက်ရောက်ခဲ့ပြီးအာဏာသိမ်းလေးနှစ်အတွင်းစစ်ကောင်စီရဲ့လူ့ခွင့်ရေးချုပ်ဖောက်မှုတွေ NUG နဲ့တိုင်းရင်းသားအင်အားစုတွေရဲ့စုံမှုအုပ်ချုပ်ထားမှုအခြေအနေစကိုင်းငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုတွေနဲ့ငလျင်ပေးတံအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ငလျင်အပေါ်စစ်ကောင်စီရဲ့တုံ့ပြန်မှုတွေနိုင်ငံတကာသတိပြုရမယ့်အချက်တွေကိုတင်ပြခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာကြုံနေရတဲ့ငလျင်ဘေးအတွက်တရုတ်နိုင်ငံကရွှေငွေ1ဘီလီယံတန်ဖိုးရှိတဲ့အကူအညီတွေဆက်လက်ပြီးပေးအပ်သွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကဧပြီလ10ရက်နေ့ကထုတ်ပြန်ပါတယ်။ဒီအကူအညီတွေထဲမှာ လောင်စာဆီ၊ခွဲစိတ်ခန်း၊ဆေးဝါးနဲ့ကာကွယ်ဆေးစတဲ့အရေးကြီးလိုအပ်တဲ့ပစ္စည်းတွေပါဝင်မှာဖြစ်ပါတယ်။ ထပ်ရင်ကျန်းမာရေးနဲ့ယောဂကာကွယ်ရေးဆိုင်ရာကျွမ်းကျင်အဖွဲ့တွေ၊ BNR ရဲ့ကဲဖြတ်ရေးအဖွဲ့တွေ၊ယဉ်ကျေးမှုအမွေနှင့်နဲ့အစောက်ဦးဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေကိုပါဆေးလွှတ်သွားမယ်လို့တရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ မြန်မာနိုင်ငံကငလင်ဘေးတင့်ဒေတာတွေကိုစစ်ကောင်စီကဆက်လက်တိုက်ခိုက်နေတာတွေကုလသမဂ္ဂလုံခြုံရေးကောင်စီကဂျားဝင် ဖြစ်ရှင်းဆောင်ရွက်ဖို့ဆုံးဖြတ်ချက်တစ်ခုချမှတ်တင်တယ်လို့ကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ် Tom Andrews ကတိုက်တွန်းလိုက်ပါတယ်ငလျင်ကြောင့်ကူညီလိုအပ်နေတဲ့သူတွေထံကယ်ဆယ်ရေးလုပ်ငန်းတွေရောက်ရှိဖို့အပြည့်အခက်ရက်စဲမယ်လို့စစ်ကောင်စီကကြေညာခဲ့ပေမဲ့ဒါစင်နဲ့ချီတဲ့တိုက်ခိုက်မှုတွေဆက်လက်ပြီးလှုပ်ဆောင်ခဲ့ကြောင်း ဒီတိုက်ခိုက်မှုတွေကြောင့်အရေးတကြီးလိုအပ်နေသူအများအပြားထံကို အကူအညီတွေမရောက်နိုင်ဖြစ်ခဲ့ရပြီးအခြေအနေတွေကိုပိုပြီးဆိုးရွားလာစေခဲ့တယ်လို့ကုလလူခွင့်ရေးအထူးကိုယ်စားလှယ်ကပြောပါတယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကကြေကွဲပွဲငလျင်ပြီးမှအပြစ်ခတ်ရစဲကြောင့်စစ်ကောင်စီကကြီးညာထားပေမဲ့စစ်စင်ရေးတွေဆက်လုပ်နေတာကြောင့်အရတားတွေထိခိုက်ခံစားနေကြရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူခွင့်ရေးရုံပြောခွင့်ရသူရဗီနာရှမ်ဒာစနီကပြောပါရယ်ငလျင်လှုပ်ခတ်ပြီးကလေးကစစ်ကောင်စီကတိုက်ခိုက်မှုအကြိမ်ပေါင်း120ကျော်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိထားပြီးထက်ဝက်ကျော်ကဧပြီ2ရက်အပြစ်ခတ်ရဆဲကြောင်းကြေညာပြီးမှဖြစ်တယ်လို့ဆိုပါရယ်လူသားချင်းစာနာထောက်ထားမှုကူညီတွေပေးဖို့အတွက်အတားဆီးမဲ့သမျှဖေရှားဖို့နဲ့စစ်ရေးဆိုင်ရာစစ်စင်ရေးတွေအားလုံးရပ်တန့်ဖို့တောင်းဆိုတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကငလျင်ပေးတင်ပြည်သူတွေကိုကယ်ဆယ်ရေးနဲ့ရရှိပြန်လည်တိဆောက်ရေးတွေအတွက်နိုင်ငံတကာကကူညီပံ့ပိုးပေးဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Miss Julie Bishop ကတိုက်တွန်းလိုက်ပါတယ်။ ငလျင်ပေးအဆိုးရွားဆုံးခံခဲ့ရတဲ့ဒေသတွေကပြည်သူတွေကိုကူညီနိုင်ရေးအတွက်နောက်ထပ်အမေရိကန်ဒေါ်လာတန်း240ကူညီဖို့အလူရှင်နိုင်ငံတွေကိုလည်းပန်ကြားလိုက်ပါတယ်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက်အပြည့်အခက်ရစဲရေးအရေးပေါ်လိုအပ်ကြောင်းလဲမစ်ဂျူလီပီရှော့ကထပ်လောင်းပြောကြားပါတယ် မြန်မာစစ်ကောင်စီကဒီနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်လာနေကြောင်းဒီတိုက်ခိုက်မှုတွေကြောင့်သေဆုံးမှုတွေပျက်စီးမှုတွေနဲ့နေရဲဆွန့်ခွာမှုတွေပြန့်နှံ့ဖြစ်ပွားနေကြောင်းမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ဒီယာ IIMM ကဧပြီလ17ရက်နေ့ကထုတ်ပြန်ပါတယ်ဒီတိုက်ခိုက်မှုကိုအမိန်ပေးစေခိုင်းသူတွေနဲ့လှုပ်ဆောင်သူတွေကိုအေးအေးယူနိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေတယ်လို့လဲ IIMM ရဲ့အကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကပြောပါတယ်ရှင်။ မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုလူကုန်ကူးခံရတဲ့အမျိုးသမီး21ဦးကို ပြီးခဲ့တဲ့မတ်လဇန်ပိုင်းကမန္တလေးမြို့မှာအာဏာပိုင်တွေကကယ်တင်လိုက်နိုင်ပြီးကချင်ပြည်နယ်မြစ်ကြီးနားမှာဆက်လက်ထိန်းသိမ်းထားတယ်လို့မိသားစုဝင်တွေလူကုန်ကူးတားဆီးရေးဆောင်ရွက်နေသူတွေက RFA ကိုပြောပါတယ် အဲ့ဒီမိန်ကလေးတွေကိုတရုတ်နိုင်ငံကိုပို့ဖို့သွားရောက်ချိန်မှာလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကတားဆီးလိုက်နိုင်တာလို့လုံခြုံရေးအမည်မဖော်လိုတဲ့လူကုန်ကူးမှုတားဆီးရေးဆောင်ရွက်နေသူတူအ RFA ကိုပြောပါရရှင်တဲ့င်းတွေကိုတင်ပြခဲ့တာပါရှင် ပြည်တွင်းပြည်ပခရီးသွားတွေကြားထင်ရှားတဲ့အင်းလေးဒေတာဟာငလျင်တန်းကိုအကြီးအကျယ်ခံခဲ့ရပြီးအိုးမက်အိမ်မက်ဖြစ်သွားတဲ့ဒေတာကန်တွေအကူအညီတွေအရေးကြီးကြီးလိုအပ်နေပါတယ်။ကိုဆိုင်ဝနာကဆက်ပြီးတင်ပြပေးပါမယ်ရှင်။ရှမ်းပြည်နယ်အင်းလေးဟာငလျင်တန်းကိုအကြီးအကျယ်ခံခဲ့ရတဲ့ဒေတာတစ်ခုဖြစ်ပါတယ်။ပြည်ခဲ့တဲ့မတ်လ28ရက်မြင်းကလေးဟာမြန်မာနိုင်ငံလေပိုင်းဒေတာတွေနီးတူအင်းလေးဒေတာကထောင်ထဲရှိတဲ့နေအိမ်တွေကိုဖြိုဖျက်ဖြစ်ခဲ့တယ်လို့လူတရာကျော်သိဆုံးခဲ့ရပါတယ်။ ။အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ဒေသခံတွေဟာအင်းလေးကံရေကြလို့ပေါ်လာတဲ့ကုန်းမြေတွေပေါ်မှာဖြစ်သလိုနေထိုင်ကြတာရှိသလိုအချို့ကတော့လေပေါ်မှာပဲယာယီအိမ်လုပ်ပြီးနေထိုင်ကြရပါတယ်။မိုးမကြခင်သူတို့ဒီလိုနေလို့ရပေမဲ့မိုးရွာပြီဆိုရင်တော့အခုပေါ်နေတဲ့ကုန်းမြေတွေလည်းရေအောက်ကိုရောက်သွားမှာပါ။ခွန်ကြီးကျောင်းပါဝင်နေ130ကျော်ပြိုကျပျက်စီးသွားတဲ့ဇေကြီးွာကျောင်းနိုင်စရာတော့ပြောတာကနေလာတော့အခုတော်များအိမ်တွေပါပျက်စီးကြတယ်ရိန်သွားတယ်ဆိုတော့လူနေတော့မရဘူးတချို့လည်းအထင်ပြရလူတွေကြတော့ အဲတခြားနေရာဒေသမှာတွားပြီးတော့နေထိုင်ရတာပေါ့။ဘုရားတော်အပြစ်စင်ကြီးတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီမှာလွတ်တဲ့အဲ့အပေါ်မှာစုပြီးတော့လူ20 30 40စသဖြင့်တရားအဖြစ်ဒီလိုပဲစုပြီးတော့နေကြရတယ်ပေါ့။အင်းလေးဟာ2024ခုနှစ်စတင်ပါလာတုန်းကတိုက်ခတ်ခဲ့တဲ့ယာဂီမုန်တိုင်းကြောင့်ကျေးရွာ190လောက်ရေနစ်မြုပ်ခဲ့ပြီးနေအိမ်အများပြားပျက်စီးခဲ့ရပါတယ်။အဲ့ဒီတုန်းကပျက်စီးသွားတဲ့နေအိမ်တွေကိုပြန်မပြင်နိုင်သေးခင်မှာပဲမြင်းကလင်းဘေးနဲ့ကြုံလဲရတာလို့အင်းလေးဒေသခံတယောက်က RFP ကိုပြောပါတယ်။ ဖြစ်ဖြစ်သွားတဲ့ရွာတွေကလည်းရေပြင်ပေါ်ကရွာတွေများတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံဘော့မှာတဲလေးခိုပြီးနေကြတယ်။အတချို့ဆိုလို့ရှိရင်တော့ဖုံကြီးတောင်းပေါ့နော်။ဘုံဘော့ရဲ့ဖုံကြီးတောင်းမှာသွားပြီးခိုလုံကြတယ်။တချို့ဆိုလို့ရှိရင်ဒီနဲ့ဟိုပေါ့နော်။ဒီနဲ့ကိုမိုးကလေးအဲအုပ်ပြီးတော့ပေါ့နော်။ဒီနေပေါ်မှာပဲဟိုဒီလိုပဲနေထိုင်နေကြရတယ်ပေါ့နော်။အခုရေပြင်ပြင်သွားတာလည်းမကြသေးဘူး။နာလန်တော့မထူနိုင်သေးတဲ့အချိန်မှာဒီလိုငန်တင်ပြန်လာတဲ့ဖြစ်ခဲ့အတွက်ကြောင့်မို့လို့အိမ်ပြန်ထောက်ဖို့ဆိုတာအကျန်းကမှခက်ခဲတယ်ပေါ့နော်။ငလင်ကြောင့်ကေလာဇေယကြီးကြာတော့ နံပါတ်ပေါက်ပါစတဲ့ကြေးရပေါင်း20ကျော်ကနေအိမ်2000ကျော်ပျက်စီးခဲ့တယ်လို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေကပြောပါတယ်။အင်းလင်းဒေသမှာကုညီကယ်ဆယ်ရေးလုပ်နေတဲ့မတ်ပူစုကတော့ဒေသခံတွေဟာမျောလင်းချက်တွေမဲ့နေကြတယ်လို့ပြောပြပါတယ်။ခင်ဗျာရေသူတို့ရဲ့အိမ်ကလေးတွေမှာသူတို့ကပြန်ပြီးတော့နေနေတာပေါ့။နောက်ကလေးလေးတွေဆိုရင်လည်းအဲ့လိုပဲညနေခင်းမိုးချုပ်လာပြီးဆိုတာနဲ့ကလေးတွေကကြီးချတယ်။အိမ်ကျန်ကျင်နေအိမ်ကျန်ကျင်နေဆိုကြီးချတဲ့အခါကျတော့ငိုယူကြတဲ့အခါကျတော့သူတို့မှဒီစိတ်ပိုင်းဆိုင်ရာက တော်တော်လေးကိုထိခိုက်နေတဲ့အခြေအနေဖြစ်နေတယ်ပေါ့နော်။သူတို့ဘဝမှာကျန်တဲ့ကြီးမားတဲ့ပိုင်ဆိုင်မှုတွေမရှိဘူး။ဒီအိမ်လေးပဲပိုင်ဆိုင်မှုရှိတယ်။သူတို့ပိုင်ဆိုင်တာလေးကဒီဝိုင်းအိမ်လေးပဲဖြစ်ဖြစ်တည်တည်လေးပဲဖြစ်ဒါလေးပိုင်ဆိုင်တာဒီအိမ်လေးပါဆုံးဆုံးသွားတာဆိုတော့သူတို့မှသာဘာလဲဆိုရင်အရာဘာမှဟိုပိုင်ဆိုင်ကြမရှိတော့ဘူးဆိုတဲ့ညှိုးလင်းဆက်မဲ့တဲ့စိတ်ခံစားမှုခံစားနေရတာပေါ့နော်။ငလင်တန်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့အင်းလေးဒေသခံတွေဟာလက်တလုံးမှာအမိုးအကာတွေအလုံးလောက်မရှိတဲ့အတွက်မိုးရွာရင်ပိုပြီးခက်ခဲနိုင်တယ်လို့ဆိုပါတယ် သူတို့ဟာအရှေ့ကန်စားတောက်ကုံကုညီထက်ပြိုပြက်သွားတဲ့အပျက်စီးတွေကိုဖယ်ရှားဖို့နဲ့နေအိမ်တွေအ мян ဆုံးပြန်လည်တည်ဆောက်နိုင်ဖို့အရေးကြီးအကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်ခင်ဗျာငလျင်တန်ခံခဲ့ရတဲ့အင်းလေးဒေသရဲ့အခြေအနေတွေကိုကြားခဲ့ရတာပါလူခွင့်ရေးဆိုတာဘာလဲမြန်မာပြည်ဟာနိုင်ငံတကာရဲ့လူခွင့်ရေးစံချိန်စံညွန်းတွေနဲ့ဘယ်လိုတွေးဖယ်နေသလဲဆိုတာအမေရိကန်အစိုးရရဲ့2024ခုနှစ်လူခွင့်ရေးကာကွယ်ဆုရှင် ကိုစလိုက်မဟဲလျံပြောပြတာတွေကိုနားဆင်ရမှာပါ RFA ဝိုင်းတော်သူမက်ဝေမာထွန်းတဲ့မက်စင်မာဝင်းတို့ကစီစဉ်တင်ဆက်ထားပါတယ်ရှင်လူတိုင်းတက်ရှင်နေထိုင်ခွင့်ကိုယ်ပိုင်အမြင်နဲ့သဘောထားတွေကိုလွတ်လွတ်လပ်လပ်ပြောဆိုခွင့်နဲ့ပညာသင်ကြားခွင့်ဆိုတာတော့လူခွင့်ရဲ့အခြေခံစံနှုန်းတွေပဲ ဟုတ်ပါတယ်ဝမကြီးဒါပေမဲ့ဒီအမတို့မြန်မာပြည်သူတွေကတော့ပေါ့နော်ဒီစစ်တပ်အာဏာသိမ်းမှုအောက်မှာလက်နက်ကိုင်ဒီအာဏာရှင်တွေရဲ့ဖိနှိပ်မှုတွေကြားမှာအကြောင်းအမျိုးမျိုးနဲ့ဒီအခြေခံလူခွင့်ရည်တွေအားလုံးကချိုးပေါက်ခံနေရတာပါဆိုတော့နိုင်ငံတကာသတ်မှတ်ထားတဲ့လူခွင့်ရည်စံနှုန်းတွေနဲ့အမတို့မြန်မာနိုင်ငံကဘယ်လောက်ထိတွေ့ဖဲနေလဲ ဒါရီယိုတီးရဖို့ပေါ့နော်ဒါမကြသေးခင်ကမှအမေရိကန်အစိုးရနေပြီးတော့လူခွင့်ရေးကာကွယ်သူ အဖြစ်ပေါ့နော်အတိမတ်ပြုလိုက်တဲ့ချင်းတိုင်းသားပေါ့နော် ကိုစလိုင်းမန်ဟဲလီယန်နဲ့ဒီအကြောင်းတွေကိုပြောကြဖို့သူ့ကိုဖိတ်ထားပါတယ်ရှင်ကိုစလိုင်းရပေါ့နော်ဒါလူခွင့်ရေလှုပ်ရှားသူတရားဆိုတော့လူခွင့်ရေဆိုတာကိုဘယ်လိုများနားလည်ထားလဲ โอเคลูกคุณยีကိုအတိပေမျိုးမျိုးဖွင့်ဆိုကြတာပေါ့เนาะဒါပေမဲ့ကျွန်တော်ခုပါကိုဖွင့်ဆိုတာကလူခွင်းကြီးဆိုတာကကျွန်တော်လူတိုင်းကအာမွေးလာကလေးကကျွန်တော်တိုင်းတူဖြစ်တယ်ဆိုတော့ကျွန်တော်မွေးလာကလေးကနဲ့ကျွန်တော်မှလူဆိုတာတိုင်းဖို့ရှိတယ်ပြီးတော့လူဆိုတာကျွန်တော်ကုံတိတ်ခါရှိတယ်ပေါ့နော်ဘသူမှ तू ကတမတာဖြစ်မေ तू ကဆရာဝန်ဖြစ်မေ तू ကအာစီပွေးတမဖြစ်မေ तू ကတထေးဖြစ်မေဆိုတာမွေးလာတာဘသူမှမရှိဘူးကျွန်တော်က ျွန်တို့ကလူအလုံးကကျွန်တော်တိုင်းတူနှမွေးလာတာ ဖြစ်တယ်။ကျွန်တို့ရဲ့အလုံးကသိခါရှိတဲ့လူတွေဖြစ်တယ်ဆိုရအောင်ကျွန်တော်ကလူခွင့်ကြီးကိုပေါ့ကိုကျွန်တော်ကတော့အတီပေးခွင့်ဆိုတာပေါ့လေ။ဒီ coast line အနေနဲ့ပေါ့နော်။ဘာကြောင့်ဒီလူခွင့်ကြီးလှူရှားသူတယောက်ဖြစ်လာတာလဲ။ကျွန်တော်က စေတိုင်းအောင်အောင်တရားပေါ်တယ်ကျွန်တော်ကစာရီဖတ်တယ်စာရီကြီးတယ်ကျွန်တော်ကြပြရီလေးဖွင့်ဆိုတာပေါ့လေဒီလိုလောက်ရင်းနဲ့ကျွန်တော်မီဒီယာဖက်ကိုစိတ်ဝင်စားလာတယ်ကျွန်တော်မီဒီယာလုံးမှတ်တွေမှာလုပ်တယ်ကျွန်တော်ရဲ့သတင်းတွေကိုဖျက်တုပ်ခိုင်းရတာမျိုးအာမထေပေးခိုင်းတာမျိုးကျွန်တော်ဂျုံတွေးရတာပေါ့လေဘာကြောင့်လဲဆိုတဲ့ဟာကကျွန်တော်လည်းလူခွင်းဆိုတာလေးတိတ်ပြီးတော့ကာကနာနာမတီးတဲ့အချိန်နေပေါ့နော်နောက်မှာစတော့ချင်းပါတခါစရည်လို့မရဘူးဟာလို့မရဘူးကျွန်တော်ထောက်လို့မရဘူးဆိုတော့ဂျုံတာပေါ့လေ ဘာကြောက်လဲဆိုတော့ကျွန်တော်ကလည်းပို့ပြီးတော့နိုင်ငံကြီးအကြောင်းတွေပို့ပြီးတော့လေ့လာဖြစ်လာတယ်ပေါ့လေဆိုတော့လေ့လာဖြစ်လာတဲ့ခါမှာအာဒီဟာကကျွန်တော်ရဲ့မြန်မာနိုင်ငံမှာကျွန်တော်ရဲ့တိုင်းရင်းသားခွင့်ကြီးတွေကျွန်တော်ရဲ့ဒီလိုကူပန်လွတ်လပ်လွတ်လပ်ခွင့်ကြီးတွေကျွန်တော်ရဲ့စာပေလွတ်လပ်တဲ့ခွင့်ကြီးတွေမရှိဘူးဆိုတဲ့ဟာကျွန်တော်ပို့ပြီးတော့သဘောပေါက်လာတယ်ပေါ့လေသဘောပေါက်လာတဲ့ခါကျတော့ကျွန်တော်ကလူခွင့်ကြီးကဘာလဲဆိုတဲ့ဟာကိုကျွန်တော်ကစိတ်ဝင်စားပြီးတော့ PP ဆိုင်ရာလူခွင့်ကြီးဂျင်ညာစာတိုင်းတို့ တို့ဖတ်လာတယ်ဒီလိုလေ့လာလာတဲ့ခါမှာတဖြည်းဖြည်းလေးနဲ့ကျွန်တော်လူခင်းပိုင်းမှာကျွန်တော်တကြွအလှရှာသူအနေနဲ့ပေါ့လေကျွန်တော်ပါဖြစ်လာတဲ့အကြောင်းရင်းတွေကဟုတ်ကဲ့ဟုတ်ကဲ့ကိုစလိုင်းကိုဒါအမေရိကန်အစိုးရပေါ့နော်ဒီ2024မှာလူခွင့်ရေးကာကွယ်သူစုပေးခဲ့တယ်ပေါ့နော်ဒီလူခွင့်ရေးနဲ့ပတ်သက်လို့ပေါ့နော်ကိုလှုပ်ဖြစ်တဲ့အရာတွေတဲကအားရကျေနပ်မှုရှိတာရှိမလားတို့ကျွန်တော်တို့ရဲ့လူခွင့်ရေးချူဖို့မှုတွေဖတ်တန်းတင်မှုတွေကနိုင်ငံတကာကိုရောက်တယ်ဥပမာ 2021ခုနှစ်စက်တင်ဘာလနောက်ပိုင်းမှာပေါ့ထန်တလန်မျိုးရဲ့မီရှုဖြစ်စင်းမှုမှာကျွန်တော်တို့ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ British အစိုးရကတကပိတ်အစီအွေကိုကျွန်တော်ခေါ်ပါလေခေါ်ဆိုလို့ရအောင်ကျွန်တော်ကဆွန်းဆွန်နိုင်ပြီပေါ့နော်အဲ့ဒီဆွန်းဆွန်နိုင်တာကအခုမှချက်ချင်းထန်တလန်ကိစ္စကြောင့်ပေါ်လာတာမဟုတ်ဘူးပေါ့နော်အရင်တော့ကလည်းကျွန်တော်တို့ခြေချောင်းနဲ့အလုပ်ခဲ့တဲ့အရာတွေကိုအတိမတ်ပြိုးပေးတဲ့ကျွန်တော်ရဲ့ဂျူးစားမှုတွေကို British အစိုးရကလည်းယုံကြည်ပေးတဲ့အတွက် ထိုင်းလိုင်းရဲ့ဖြစ်ပျက်တဲ့ကိစ္စမှာလုံချွေးကောင်စီတစ်ခပိတ်စီဝေးကိုခေါ်ပေးတယ်လို့ကျွန်တော်က list list ရှိနိုင်ရင်ကကိုနစင်တင်နိုင်ရတွေ့မှာလုံးပေးတယ်ပေါ့နော်ဆိုရဲတာကအများကြီးထိမှတခုပေါ့လေဘာလို့လဲဆိုတော့မြန်မာနိုင်ငံအတွက်တော့ဘာလို့ကုလသမဂ္ဂကတစ်ခပိတ်အစီဝေးတော့မရန်လုံးနေကြပြီဒါပေမဲ့ချင်းပီနေရဲ့ထိုင်းလိုင်းညုံတဲ့ပတ်သက်ပြီးတော့တခုလောက်တာကအဒီတမိုင်းမှာတော့ကျွန်တော်ကအားရတဲ့အဖြစ်ပြက်လို့ပြောကျွန်တော်တော့တတ်မှတ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့အော်မြင်တခုလည်းတတ်မှတ်လို့ရတယ်ပေါ့နော် ဒီစစ်စစ်နဲ့ပဲလွတ်လပ်တဲ့အာရှအသံ RFA ရဲ့အသံလွှင့်ချက်တွေကိုရှင်းနာခွင့်ပြုပါရှင်။ RFA ကိုနားဆင်ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်။တောတက်ရှင်မြန်မာပြည်သူပြည်သားအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ပြီးဘေးရန်ကင်းတဲ့နေ့တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ Radio.